သားတော်သမီးတို့ရေအခုပြောပြမယ်ဇက်ကတော့နန္ဒီယမိဂရာဇာဇက်လို့ခေါ်တယ် နန္ဒီယမိဂရာဇတတမင်းရဲ့နာမည်ပါနန္ဒီယဆိုတာချစ်ဖို့ကောင်းတယ်ခင်ဖို့ကောင်းတယ်မျက်နှာဖို့ကောင်းတယ်ဆိုတဲ့အတိတ်ပဲမိဂကတော့တမင်းပေါ့တည်တဲ့အတိုင်းရာဇကတော့မင်းနန္ဒီယမိဂရာဇဆိုတာ ဒါနာမဲအမတန်ချင်းနှစ်သက်ပွဲကောင်းတဲ့သမင်မင်းပေါ့သူ့ဇာလေးပါသာရသမီးတို့တည်တဲ့အတိုင်းပဲဒီဇတ်တော်တွေဟာမြတ်စွာဘုရားသခင်ဟောတဲ့ခါကျတော့ပြစ္ဆုတ်ပံတခုခုပြစ္ဆုတ်ပံဝတ္ထုကိုမူတီးပြီးတော့မှဒီအကြောင်းကိုနောက်ကြောင်းပြန်ပြန်ပြီးပြောတာဒီမှာလည်းပဲနန္ဒီယမိဂရာဇတ် ဆိုတဲ့ဇက်ကိုခိုးဖို့အကြောင်းကပေါ်လာတယ်။မြတ်စွာဘုရားသခင်တာဝတိပီဇေတွန်အကြောင်းတော်မှာတရင်သုံးပြီးတော့နေတဲ့ခါကျတော့အဲ့မှာယဟန်တပါးရှိတယ်။သူကသူ့ရဲ့အမေအိုကြီးကိုလှုပ်တွင်းနေတယ်။အမေအိုကြီးဆိုတော့အိုကြီးအိုမဆိုတော့အစာကကိုမရှာနိုင်စားနိုင်ရခိုင်ကိုသူမရှာပွင့်နိုင်တဲ့ခါကျတော့ ယဟန်ကယဟန်တပါကသူရလာတဲ့ဆုံးနေပါလေဟင်းနေပါလေအဲ့ဓာတွေစားပွဲတောက်ပွဲစသဖြင့်အဲ့ဓာတွေကို သူ့ရဲ့အမေအိုကြီးကိုပေးတယ်အမေအိုကြီးကို သူရလာတဲ့ဆုံးကိုအမေအိုကြီးကိုလည်းပဲသူကကျွေးတယ်သူရတာလည်းဟင်းနေပါလေကျွေးတယ်အသည့်အနန်းနေပါလေကျွေးတယ်အမေကိုဒီလို အမေအိုကြီးကိုလုံကျွေးတယ် အဲ့ဒါကိုအခြားယဟန်နေရတွေ့တဲ့ခါကျတော့ယဟန်နေအချင်းချင်းပြောတယ်အချင်းတို့တဲ့ဒီယဟန်ကပြင်သူ့ရဲ့အမေကြီးကိုသူ့ရနာတဲ့သွန်နေဟင်းနေတတိဝလန်းနေစိုက်ပြင်လူဝဝတ္ထုတွေရလာတာတွေသူပေးတယ်အဲ့ဒါဘယ်လိုဖြစ်မလဲဆွေးနွေးနေကြတာပေါ့လေဆွေးနွေးချော်လဲပဲ အာမလုပ်သင်ပါဘူးအာတချို့ကလည်းကို့အမေပဲလုပ်ကျွေးသင်ပါလေပေါ့အဲ့လိုမျိုးလေးတွေဖြစ်တော့မြတ်စွာဘုရားသခင်သိသွားတယ်မြတ်စွာဘုရားသခင်သိသွားတဲ့ခါကျမြတ်စွာဘုရားသခင်ကရှင်သာတို့ဘယ်ကြောင့်ဆင်းနေလဲမှန်လားပါဖေဟာတပည့်တော်တွေရှင်မယေဟန်တပါဟာသူ့ရဲ့အမေအိုကြီးကို လုပ်ကျွေးနေပါတယ်ဖေဟာဟုတ်လားဒါပြန်ခေါ်တွေ့ဦးမယ်ယေဟန်ခေါ်တွေ့တယ်ချက်လားအသင်ဟာ ချက်သားအမေဦးကြီးကိုလုတ်ကျွေးနေတယ်လို့ပြောကြတယ်ဟုတ်လားဟုတ်ပါတယ်ဖေဟာမှန်ပါတယ်ဖေဟာတပိတော့အမေဦးကြီးကိုလုတ်ကျွေးပါတယ်ဖေဟာတပိတော့ရတဲ့ဆွန်းဟင်းတေသေးဝလားအစာရည်တစ်ပြင်းစားပွဲတောက်ပွဲဒါတွေကိုပေးပါတယ်ဖေဟာလုတ်ကျွေးပါတယ်ဖေဟာဆိုတော့မြတ်စွာဘုရားသခင်ကချီးကျူးတယ်ကောင်းလိုက်တာသာဓုသာဓုပေါ့နော် တာရုတာရုတာရုဘောအမနံကောင်းပါလေကိုအမေအိုအဖေအိုဘောမိဘကိုလှုပ်တွေးတယ်ဆိုတာဟာလှုပ်တွေးတဲ့နဲ့အလုပ်ပဲရှင်းတော့ကလူတွေကိုမပြောနဲ့တိတ်ဆိုင်များတောင်မိဘအတွက်အသက်တေပါတွေစုံခဲ့တယ်နော်ဒါအမနံကောင်းတဲ့အကျင့်ပါရှင်းသူရကောင်းနေရဲ့အကျင့်ပဲဆိုပြီးတော့ချီကျူးတယ်ချီကျူးတဲ့ခါကျတော့ ခြားရဟန်းတွေလည်းပဲမြတ်စွာဘုရားကိုရှောက်တာပေါ့လေခုနောကြည်မြလာသွားတော့မြတ်စွာဘုရားဒီရဟန်းရဲ့အခုဘဝမှာဒီလိုဒီလိုမိအမေအိုကြီးကိုလှုပ်တွေးတာတပိတော်တွေမျက်မြင်ဖြစ်လို့သိပါပြီရှင်ရှင်ဘဝတုန်းကဒီရဟန်းဟာဒီလိုလှုပ်တွေးခဲ့ဘူးတယ်ဆိုတာလေးအတိတ်ကိုဆောင်းပြီးဟောပြတော်မူပါဘုရားပေါ့ ဲ့တော့မြတ်စွာဘုရားသခင်ကတရားပြန်ပြီးဟောတယ်အတိတ်ကိုပြန်ပြီးတော့ဟောပြရှေးတုန်းကဒီလိုပဲရှိခဲ့တယ်အဲဒီတုန်းကနန္ဒီနန္ဒီယမိကဆိုတာအမှန်ချစ်စရာကောင်းတဲ့သမီးလေးမိဘကိုလွတ်ကျွေးခဲ့တာမိဘအတွက်အသက်ဆုံးခဲ့တာပြောပြမယ်ဆိုဇက်ကြောင်းပြန်တာပေါ့လွန်လီပြီးသောအခါကကောသလတိုင်း တာကေတမြို့မှာကောသလမင်းမင်းမြို့ဇတ်ထဲမှာနာမည်တွေကတော့များသောအားဖြင့်သားတို့သမီးတို့တွေ့ကြလားဗာရန်ဒီဘီပြမတမင်းဒါတွေကတွေ့များတယ်ဒီဇတ်ကကောသလတိုင်းတာကေတမြို့မှာကောသလမင်းအဲမင်းမြို့လေအခါကျတော့ဖျားလောင်းကအဲ့ဒီအချိန်ခါမှာ တမင်မျိုးမှာဖြစ်တယ်တမင်မျိုးမှာဖြစ်ပြီးတဲ့ခါကျတော့အမှန်တန်ချစ်စရာကောင်းတယ်တမင်လေးကချစ်စရာကောင်းတဲ့ခါကျတော့သူ့ကိုနန္ဒီယမိဂါလို့နာမည်ပေးနန္ဒီယမိဂါချစ်စရာကောင်းတဲ့တမင်လေးနန္ဒီယမိဂါလို့နာမည်ပေးထားတယ်ဒီနန္ဒီယမိဂါကတပြေးပြေးနဲ့အရွယ်ရောက်လာတော့မလို့ကြီးပြင်းလာတဲ့ခါမှာ ဒီတမင်လေးကငကိုရဲရกว่าပဲသူများအသက်ကိုမစားတဲ့အသားကိုမစားတဲ့အကောင်လေးကိုတတိဝလန်နေပဲမြက်ဒီအရွက်ဒီတိရွက်ဒီပဲစားတဲ့အမျိုးဆိုတော့အဲ့ဒါလေးတွေစားပြုပြီးအဲသူတို့ကတရားဆောင်ရတဲ့ပုံကိုယ်တွေဗျသူများအသက်ကိုလည်းမတတ်ဘူးလေမတတ်တဲ့ခါကျတော့အကျင့်သီလနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေဒီတမင်လေးတွေကအထူးသဖြင့် ဒီနန္ဒီယမိကဟာအကျင့်သီလအမတန်ကောင်းတဲ့ပုဂ္ဂိုလ်မိဘတွေကိုလည်းလွတ်ကျွေးတယ်မိဘတွေကိုဘယ်ကိုမှမတော်သေးပဲနဲ့သူကိုယ်တိုင်တော်တယ်မှာတည်တည်ဝလန်းနေအရွက်တွေဥတွေအမြစ်တွေစသဖြင့်ရှာပြုတ်ပြီးတော့မိဘကိုတွေးမှုခဲ့အဲ့လိုနေခဲ့အဲ့လိုနေခဲ့တဲ့အချိန်ခါမှာ ဘာဖြစ်တယ်လဲဆိုတော့ဒီတမင်ကလေးနန္ဒီမီနန္ဒီရမိကနဲ့အခြားတမင်တွေကဘိကင်ရင်ကင်းတော့တမင်လေးတွေတနာပြာကောင်းမှအဲ့လိုနေတဲ့အချိန်ခါမှာအန်ဒီရတခုကြုံလာကောဒလမင်းကခုနပြောတဲ့နော်တာဂိတမျိုးကကောဒလတိုင်တာဂိတမျိုးမှာစိုးစံအုပ်ချုပ်တဲ့ကောဒလမင်းအဲ့ကောဒလမင်းဟာတမင်သားကိုအမှန်တန်ကြိုက်တယ် သမင်သားမပိုင်ပွဲတော်မတည်ဘူးပေါ့သမင်သားမပိုင်မစားဘူးဆိုတော့မေးမျိုးအမရန်သူကလည်းအသားစားကျူးတယ်သမင်သားစားခြင်းသမင်သားစားခြင်းတဲ့ခါကျတော့တိုးမှလှဲပြီးတော့သမင်တွေကိုဖမ်းတယ်သမင်ပြစ်တယ်တိုးလိုက်တာပေါ့လေတိုးလိုက်တဲ့ခါကျတော့သမင်ပြစ်တဲ့ခါမှာအေးချင်ချင်သူ့အတူသွားပြီးတော့ တမင်ကိုပြစ်တာမဟုတ်ဘူးအဲ့တန်းမှာယွာနီးချုပ်စက်ကပုံကိုယ်ရွာသားတွေသူတိုင်းမြေအတိုင်းသူပြည်သားတွေရွာသူရွာသားတွေနေသူနေသားတွေအဲ့ဓာတွေကိုသူကအကုန်လုံးအကူအညီတောင်းလဲစွဝေးတယ်ကလာကြစုကြမင်းတို့တော်တဲ့သမင်တွေကို၆ပေးတော်တယ်မှာရှိတဲ့တားကောင်းတွေဘာတွေအကုန်လုံးမင်းတို့၆ပေးဆိုတော့အားလုံးအလုတ်ပြက်အကင်ပြက်ပေါ့ လေထုံးမယ်ကောင်းလည်းမထုံးနိုင်ကောက်ဆက်ရမယ်လူကလည်းမဆိုင်နဲ့နာပြုံးနှောင်းရမယ်လူကမထုံးနိုင်အသီးနံဆိုင်ကြမယ်ဆိုလူကမဆိုင်နဲ့ကိုယ့်အလုပ်ကိုကိုမလုပ်နိုင်ဘူးပြစ်ထားပြီးတော့မှဘာလုပ်ရလဲတိုးတဲ့မှာအကောင်မလောင်နေလိုက်ချောက်ခြုံမုတ်တွေတည်းကနေပြီးတော့ဒီခြုံမုတ်ထဲမှာဒီကောက်ရှိလိမ့်မယ်ငါရှိတာလေကိုလေချောက်အဲ့တော့မှယုံလေးထွက်တယ်ခုနပြောတဲ့တမင်းလေး ဒေရီကြီးတွေဆက်တွေအကုန်ထွက်ပြေးတာပေါ့ထွက်တော့မှသူကမြားနဲ့တမင်ကိုပြစ်ပြီးတော့အဲ့တမင်ကိုရတာနဲ့ပြန်သွားသူလဲပွဲတော့တည်တာပေါ့လေသူတပည့်လဲသားတွေလဲစားကြမှာပေါ့အဲ့လိုနဲ့နေတယ်နေတော့ကြံတဲ့ရွာသူရွာသားတွေနေသူနေသားတွေကိုယ့်လူကိုမလောက်ရဘူးတနေ့လာလဲဒီတမင်တမင်နေတမင်နေရဲ့ဂျင်းငယ်ဆိုင်ဆက်တွေကို၆ရာ တော်ထဲမှာခြုံမုတ်တရားသွားပြီးတော့6လအထွက်လာပြီးဟိုကဘယင်းကပြည့်ရပြီဆိုသူယူသွားနေတိုင်းဒုက္ခရောက်တော့သူတို့စိဝဲတယ်ငါတို့ဒီလိုနေလို့တော့မဖြစ်ဘူးနည်းနည်းကြံစီကြအောင်မှကိုလုံးလေးလေးကိုလုံးနေအောင်ဒီဘယင်းကြီးအတွက်သမီးနေငါတို့ဒီလိုကြံစီမယ်ဆိုပြီးတော့အနာမရှိတဲ့ယူသနာနော်ဒီယူသနာလောက်ရှိတဲ့နေရာတွေအဲထဲမှာအကုန်လုံး ခြုံပုတ်တွေသူတို့အခုလိုက်ခြောက်တာပေါ့အဲ့မခြောက်ခင်ဘာလုပ်လဲအဲ့နာမှာဖောက်ကြံဒေါ်ကြီးရှိတယ်ဖောက်ကြံဆိုတာရှေးနာမည်ပေါ့လေအခုစနထောက်ကြံခေါ်မှာပေါ့တစ်ပင်ထောက်ကြံပင်ထောက်ဖောက်ကြံပင်ပေါ့ရှေးခေါ်ဖောက်ကြံပေါ့အခုခေတ်ခေါ်တော့ထောက်ကြံလို့ခေါ်တဲ့အပင်ထောက်ကြံပင်တွေရှိတဲ့ဒေါ်ကြီးနော်အဲ့ဒါက ပါဠိလိုတော့သူတို့အစ်ဇုနာဝွန်လို့ခေါ်တယ်အစ်ဇုနာဆိုတာထောက်ကြဖောက်ကြဝွန်သာဝနဖောက်ကြတော်ကြီးပေါ့ထောက်ကြတော်ကြီးအဲ့ဒီတော်ကြီးကိုတခါလဲခြံနေပါလေအပြစ်ကာလိုက်တယ်ထောက်ကြတော်ကြီးကိုခြံအပြစ်ကာလိုက်တယ်အဲ့ဒီထောက်ကြဖောက်ကြတော်ဥယျာဉ်ကိုခြံညက်အပြစ်ကာလိုက်ပြီးတော့ဝင်ပေါက်တပေါက်ထဲထားတယ် ဘာဝဉ္ဇလူတွေကခုနပြောတဲ့ရွာသူရွာသားတွေမြို့သူမြို့သားတွေနေသူနေသားတွေကဝိုင်းပြီးတော့ခြုံပုတ်ထဲနေထွက်အောင်တမင်တွေကို၆လမ်းထွက်တဲ့ကောင်တွေကိုလူခုနပြောတဲ့ဣဇုနာဝန်တဲ့ထောက်ကျန်တော်ကြီးတဲ့ကိုသွင်းတယ်အဲ့ဒီဥယျင်ကြီးတဲ့သွင်းချန်ကတာတော့အဲ့ဒီရောက်တဲ့ခါကျတော့ဘယ်မှမထွက်နိုင်တော့ဘူးဒီလိုအားလုံးဝင်တဲ့ခါကျတော့မှခြံကြီးကိုအသေးချာ ခုနပြောတဲ့ဝင်ပေါက်ပါပိတ်လိုက်တယ်အဲ့ဒါပိတ်လိုက်တော့ဣဇနာဝန်လို့ခေါ်တဲ့ထောက်ကြံတော်ကြီးထောက်ကြံတော်ကြီးအဲ့ဒီဥယင်ကြီးဟာခြံခတ်ပြီးသားပေါ့လေအဲ့ဒါမှတမင်ကြီးအများကြီးရောက်သွားတယ်အားလုံးပိတ်ထားလိုက်ပိတ်ထားလိုက်တော့တမင်အားလုံးဒီထဲရောက်သွားတယ်ဒီကြားထဲမှာခုနပြောတဲ့နန္ဒီယမိကသူကတော့ ခြုံတစ်ခုထဲမှာသူ့မိအုပ်ဖအိုကြီးနဲ့နေတယ်။နန္ဒီအမိကကမိဘကိုအဲ့မှာပြောတယ်။ကျွန်ုပ်၃ယောက်စလုံးတော့တတ်မခံဘူး။မိဘတွေဒီထက်နေခဲ့ပါ။အကျွန်ုပ်ကတော့အားလုံးဘုတ်ထဲမှာတမင်နေတဲ့နေမဲဆိုပြီးတော့ထွက်သွားပါတယ်။ တာရသမီးတို့ရေနန္ဒီရမိခဟာသူမိအိုဖားဝကြီးတွေကိုခြုံတဲ့အထွက်မခံမဲနဲ့အဖေတို့အမေတို့ပေါ့ဘလောက်ပဲ၆၆မထွက်ပါနဲ့ဒီတဲမှာဝတ်နေပါကျွန်ုပ်ထွက်သွားမယ်တကောင်ထွက်သွားတယ်ဆိုမဲ၆တဲ့လူတွေကဒါဒီတဲမှာတော့၈တဲ့သမင်ထွက်သွားပြီပဲဆိုပြီးတော့အေးအေးဆေးဆေးနေရမှာပေါ့ အဲ့လိုလေးနဲ့နေခဲ့ပါဆိုရဲမိပါတယ်ထားပြီးတော့သူကသခသမင်းနေလိုပဲ is in a one လို့ခေါ်တဲ့ဒီခုနဖောက်ကြံထောက်ကြံပေါ့ဖောက်ကြံတောဥယင်ကြီးထောက်ကြံတောဥယင်ကြီးတဲ့ကိုဝင်သွားတယ်သူလဲသခသမင်းနဲ့အတူတူနေတယ်အဲ့မှာဘယင်ကလာအာလုံးတစုတဝေးတဲ့ဖြစ်နေတဲ့သမင်းတွေကိုတွေ့တယ်ဘာမှသူ့အတွက်မခဲရင်တော့ဘူး တမင်တကောင်ကိုပြစ်တက်ပြီးတော့ယူသွားအဲသူမလားအရင်တခြားတယောက်ကိုလှုပ်ပြီးတော့အဲ့လိုပဲပြစ်ခိုင်းယူသွားနေတိုင်းတမင်သားစားတယ်အဲ့တော့သူတမင်သားစားတယ်ဆိုတော့လေကျန်တဲ့သူရဲ့အချွေရန်တွေအားလုံးကလည်းစားကြအမပေါ်လေဒီလိုနဲ့နေတိုင်းနေတိုင်းတမင်တကောင်တကောင်ဒီနေရာမှာတော့တော်လေးလိုက်စားမလို့တော့ ရွာသူရွာသားတွေအတွက်လည်းပဲအလုံးမရှုပ်တော့ဘူး။တမင်အားလုံးကိုခြံကြီးထဲမှာခုနဥယျင်ကြီးထဲမှာအစ်စုနာဝန်ထဲမှာအားလုံးလောင်နာပြီးပြီဆိုတော့အေးစေးတိုက်ရုံ။အဲမှာတမင်လာပြီးတော့မြန်းနဲ့ပြစ်တော်မယ်လေးနဲ့ပြစ်တော်မယ်ဆိုတဲ့ခါကျတော့တမင်နေအကြောက်တာပေါ့။ကြောက်ပြီးပြေးကြတယ်။ဟာရုံရင်ဆံကပြစ်တော်ပေါ့ပြေးကြလွှားကြအော်ကြဟစ်ကြပေါ့နော်။ငိုကြယူကြပေါ့လေးတမင်နေ။ အဲ့လိုဖြစ်တော့သူတို့စီးဝေးတယ်နန္ဒီအမိကဥဆောင်ပြီးတော့စီးဝေးတယ်ငါတို့ဒီလိုဖယိုဖယဲနဲ့ပြီးဟဲ့ရောဟဲ့နေတကောက်တော့တင်ပါပဲအဒီလိုလို့အောင်ငါတို့အလှက်ကြအခုမဲလေးမဲလိမ့်နိုင်တမ်းမဲနဲ့သွားမယ်မဲကြတဲ့လူအပြစ်ခံလိုက်အသေးခံလိုက် မဲကြတဲ့တမင်ပေါ့လေအပြစ်ခံလိုက်အသိခံလိုက်အားလုံးသဘောတူအဲ့တော့တို့လာပြည့်လဲអោចាហិចាပြေးចាលွှားចាមិនဖြစ်တော့အလှဲ့ကြတဲ့တမင်ကတနေရာမှာတင့်တင့်လျောက်ပတ်တဲ့နေရာမှာနေပေးလိုက်ရုံနဲ့နေပေးလိုက်တဲ့ခါကြတော့ဟိုကဘီညာလာညနေပြင်းမယ်တမင်ကိုအဲ့တော့တမင်ကတော့ကြောက်တော့ကြောက်တာပေါ့ဒါပေမဲ့အားလုံးတော့ ိုပျောက်လန့်ပြေးလွှားဘယုံတုံးကမဖြစ်တော့ဘူးပေါ့အဲ့လိုနဲ့အလှဲ့ကြအလှဲ့ကြဒီလိုနေတယ်အလှဲ့ကြနေတော့ဒီချိန်ခါမှာနန္ဒီအမိက အလှဲ့တော့မရောက်သေးဘူးမရောက်သေးတဲ့အလှဲ့တယ်မှာမရောက်သေးတဲ့အချိန်နှင်းမှာသူရိယဒီဒီနန္ဒီအမိကနဲ့အခြားသောတမင်တွေကဒီဥယျာဉ်ကြီးထဲမှာပဲ ောက်တန်တော့ဥယျင်ကြီးထဲမှာပဲလူတွေတူးထားတဲ့ရေကန်ကြီးရှိတယ်ဒါလည်းသူတို့ရေတောက်နိုင်အောင် ရေကန်ကြီးရှိတယ်အဲ့မှာရှိတဲ့မြက်တွေပါတွေစားနိုင်တယ်အရွက်တွေပါစားနိုင်တယ်နန်းဒီအမိကလည်းသူ့အလှည့်မရောက်မချင်းကတော့ဒီရေပဲတောက်ရတာပဲဒီမြက်တွေပဲစားရတာပဲဒီအရွက်တွေပဲစားရတာပဲသူဒီလိုနဲ့စား သူ့အလှည့်မရောက်မချင်းအမတနေ့တော့သူ့မိဘနှစ်ပါးကအဲ့ဒီတာကေတာမြို့လားတယောက်ပေါ့အနာဖြတ်သွားတဲ့ပုံနာကိုအခုညီတောင်းတာပေါ့လေအဲ့ဒီတည်းမှာဖောက်ကြံတော့တဲ့မှာငါသားရှိတယ်ငါတို့ရဲ့သားရှိတယ်နော်ငါတို့ရဲ့သားရှိတော့သူ့ကိုအကြောင်းကြားပေးပါငါတို့ကတွေ့ကြလာပြီတွေ့ကြနေမတွေ့ရတာကြားပြီး တကယ်တမ်းမြင်တော့ဒီနန္ဒီအမိကဟာအင်မနန်အားကောင်းတဲ့တမင်သူတို့ဘလောက်ပဲကာထာတာအကာကွယ်ဘလောက်ပဲပေးထားတာတခုံနိုင်တယ်ဘယ်နည်းနဲ့မှမခုံမဲနဲ့မခုံနိုင်တာဖြစ်နေဘူးခုံနိုင်တယ်အကြောင်းတစ်ခုကြောင့်မလာတာအဲ့ဒါလေးပြောပြပါဆိုတော့နန္ဒီအမိကလည်းတကယ်တော့ခုံနိုင်တယ်သူအင်းအားပြည့်တယ်သူတို့ကာယံထားတဲ့အကာယံนี่ကြော်နိုင်တယ်သို့တော့ဩငါဒီလိုကြော်ရင်ငါ သမင်တွေအားလုံးအတွက်ငါမတရားရကြမယ်။နောက်ပြီးတော့ငါကဒီဘရင်လှုပ်ထားတဲ့ဒီရေကန်ကြီးမှာရေတောက်တယ်။သူမွေးပေးထားတဲ့မြက်တွေကိုငါတို့စားတယ်။ဒါကြောင့်ငါချစ်ငါဟာသူ့ကျေးဇူးလေးရှိတဲ့လောက်ရှိတယ်။ဒါကြောင့်ငါအကြောင်းမထူးပဲနဲ့မထွက်ဘူး။တနေ့ငါအလှဲ့ကြရင်ငါအကြောင်းကိုထူးခြားအောင်လုပ်ပြီးမှထွက်မယ်။အလှဲ့ဆောင်တယ်။နောက်အလှဲ့ကျုံလာတယ်။ ကြုံလာတဲ့ခါကျတော့သူကဘာလုပ်လဲသူ့ကိုတတ်တော်မဲစတိမတုံလို့ဘူးအေးစေးသေးပဲတတ်တော်မဲဆိုတာတိတယ်မတုံလို့ဘူးဒီလိုနဲ့အေးစေးသေးနေပြီးတော့မှဘယင်းမြတ်နဲ့ပြည့်မယ်ဆိုရင်ပြည့်ပါစေငါအသိခံမယ်ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကငါရဲ့သမီးအားလုံးအတွက်လည်းပဲ ငါစံပြအဖြစ်နဲ့မတုံမလုံနေမယ်။ကျန်တဲ့ခါတွေတုန်းကသမင်းနေဘလောက်ပဲပြောပြောသိရမှာတော့ကြောက်ကြသေးတာပဲ။ तू ကသိရမှာကိုမကြောက်ဘူး။မကြောက်ဖဲနဲ့ဘယင်ကြီးမြနဲ့ပြင်မယ်ဆိုတဲ့ခါကျတော့ तू လေးကြီးနဲ့တင်လိုက်ပြီးပြစ်တော့မယ်။အဲ့ခါမှာ तू ရဲ့လက်ရပဲတင်ပန်းတဲ့ तू အပြစ်ခံတယ်။ပြစ်ပါ။ရတယ်။လက်ရပဲတင်ပန်းတဲ့ तू အပြစ်ခံ။ပြစ်လိုက်။ အရဘီညာချိန်ထားတယ်။ဒါပေမဲ့အဲ့ချိန်ကမှနန္ဒီအမိကလည်းမေတ္တာကောင်းကောင်းပို့တယ်။ဒီသူ့ရဲ့ရန်သူပေါ့။တနည်းအားဖြင့်သူ့တတ်မဲ့လူသူ့တတ်မဲ့လူသူ့ရန်သူနော်။သူ့အန်ရပေးမဲ့အဲ့ဒီပုဂ္ဂိုလ်ကောင်းကောင်းမေတ္တာပို့တယ်။မေတ္တာပို့ပြီးတော့မှတည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ တည်ငင်တဲ့နှလုံးသားနဲ့ခုနရက်နေညာဘက်တင်ပါးကိုအပြစ်ခံတာပြစ်ပါအဲ့ဒီမှာဘင်းကြီးကပြစ်မဲလို့ချိန်တယ်သူကတီလာတကိုးကြောင့်နန်းကြီးအမိကရဲ့တီလာတကိုးသူ့ရဲ့မေတ္တာတကိုးကြောင့်ပြစ်လို့မရဘူးပြစ်တော့ပြစ်တာပဲပြစ်လို့ကိုမရဘူးမြားလွတ်လို့ကိုမရတာအဲ့လိုဖြစ်သွားတယ်မြားကလွတ်လို့မရဘူး ဆိုတော့နန်းနရမီကသိမင်းကြီးပြစ်ပါဘာကြောင့်မြားနဲ့မပြစ်သေးတာလဲမြားနဲ့ပြစ်လိုက်ပါပေါ့ပြစ်လိုက်ပါဆိုတော့ပြစ်တယ်လေဒါပေမဲ့မြားကထွက်ကုန်မထွက်လွတ်လုကုန်မရလားအဲ့ဒီမှာလေဘီရင်ကြီးလဲတုံလုံးထောက်ချသွားတာပေါ့ဟာထူးလန်းနေငါမြားကဒလူဒလူဖြစ်နေပါလားဆိုတော့ဟိုကအိမ်နေမပြတ်တော့ နန္ဒီယမိကာကမြန်းနေပြခင်သူကမေတ္တာပဲသူကပို့နေဆိုတော့နောက်ဆုံးပြစ်လို့မရတဲ့ခါကျတော့မင်းကြီးကသူ့ရဲ့မြားတွေလေးတွေကိုအောက်ချလိုက်ပြီးတော့မှဟိုကနန္ဒီယမိကာပြောတယ်ဘာဖြစ်လို့မပြစ်တာလဲအသင်သမီးဘာကြောင့်အဲ့လိုဖြစ်တာလဲကျွန်ုပ်ကတော့တေးရမှလည်းမကြောက်ပါဘူးမေတ္တာပို့နေတာပါပဲ ဒါကြောင့်အပြစ်ခိုင်းတာပဲမေတ္တာပို့နေတယ်အာကျွန်ုပ်ကသီလကိုယုံကြည်တယ်ကျွန်ုပ်ကမေတ္တာကိုယုံကြည်တယ်ဒါကြောင့်မို့မကြောက်တာပါမတုံ့လောက်တာပါဩတိုက်မဲ့ဖြစ်တယ်လင်းနေမြန်းတော့ဒါတော့သီလသမာဓိသီလကောင်းတဲ့ပုဂ္ဂိုလ်မေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်မြန်းနေလင်းနေတော့သူတို့ကတောင်းမထည့်ရပါလားတိုက်မဲ့ဖြစ်တယ်မြန်းနေလေးတော့ ကြောက်ရွံ့နေငါကဘာဖြစ်လို့မကြောက်ဖဲနေလို့ရမတော့ဆိုပြီးတော့သူကိုယ်တိုင်ကအဲ့ဒါကဲအသင်သမင်ကိုမတတ်တော့ပါဘူးခွန့်လွပါတယ်ပြောလိုက်ခွန့်လွပါတယ်မတတ်တော့ပါဘူးဆိုတော့တို့နာမီကမင်းကြီးကိုပြောတယ်တရားဟောတာပေါ့လေငါဘာသီလလုံကြုံဖို့နေပါရိညာတွေတရားဟောပြီးတော့ရှင်မင်းကြီး ကျွန်ုပ်ကိုလှည့်လိုက်တယ်ဆိုတာဒါအမှန်တန်ကောင်းတဲ့ကိစ္စပါအမှန်တန်လေမင်းကြီးဟိုကျေးဇူးတင်ပါတော့ပေါ့ဒါပေမဲ့ကျွန်ုပ်တယောက်တည်းကိုလွတ်တာလားဒီမှာကျွန်ုပ်ရဲ့အပေါင်းဖော်တွေကျွန်ုပ်ကိုမိကွန်နေကြတဲ့တမင်တွေအများကြီးတယ်သူတို့ကိစ္စဘယ်လိုလဲသူတို့ကိုဘယ်လိုသဘောထားတယ်လဲဆိုတော့မင်းကြီးက အသင်သမင်အသင်သမင်ကိုဘေးမဲ့ပေးတယ်လို့ပဲအဲ့ဒီရှိသမျှသမင်တွေအားလုံးလည်းပဲဘေးမဲ့ပေးပါတယ်သူတို့လည်းလွတ်လိုက်ပါတယ်ဆိုတော့သူကနာဒီဒီနန္ဒီယမိကအကပေါ့လေရှင်မင်းကြီးဒီထက်သမင်တွေပဲလားမဟုတ်ပါဘူးတိုးထဲမှာရှိတဲ့အခြားသမင်တွေတားကောင်တွေ တမင်နေနေမကဘူးသားကောင်နေအာလုံးလည်းပဲပေးမယ်ပေးပါလေဟုတ်ပါပြီအမှန်တကောင်းပါတယ်ဒါတာရုခေါ်မယ်ကိစ္စပဲအရှင်မင်းကြီးဒါဖြင့်ကောင်းငယ်မှာပြန်သွားနေတဲ့ငှက်တွေကောအာသူလည်းပဲပေးမယ်ပေးတယ်အာလုံးပေးမယ်ဒါဖြင့်ရေတန်းမှာရှိတဲ့တရဝါတွေပေးမယ်ပေးပါတယ်သူတို့လည်းပဲဆိုတော့တို့နာမိကကခုနက ွေသမင်းပေါ့လေဒါပါတော့ခုနနန်ဒီရမိခပေါ့နန်ဒီရမိခကဟာသူကအကုန်လုံးတော့သူ့အသက်ထမ်းသာပေးတာတွေမရသေးဘူးသမင်းအားလုံးရဲ့အသက်တားကောင်းကြီးအားလုံးရဲ့အသက်ပြီးတော့ငှက်အားလုံးရဲ့အသက်ဒီတခါကျတော့ရည်တော်အားလုံးရဲ့အသက်အားလုံးကို तू ကအလူခံတာဗျအားလုံးကိုဘေးမဲ့ပေးတော့မှ तू လည်းပဲ ရှင်မင်းကြီးရှင်မင်းကြီးရဲ့ဒီစိတ်ဓာတ်နဲ့ဒီလိုအားလုံးဘေးမဲ့ပေးတာတွေကိုကျွန်တော်ကောင်းကောင်းတာရုခေါ်ပါတယ်နော်တာရုခေါ်ပါတယ်ဒီကိစ္စနော်ဒါကြောင့်မို့ရှင်မင်းကြီးရှင်မင်းကြီးရဲ့ပြုသမျှကောင်းမှုကိုလည်းကျွန်တော်တို့ဒီမှာအားလုံးအတိမတ်ပြုပြီးတော့မှနေပါတယ်သို့တော့အရှင်မင်းကြီးကိုမှားကျင်တာကရှင်မင်းကြီး သူများရဲ့အသက်ကိုတတ်တယ်ဆိုတာမကောင်းပါဘူးကိုရဲ့အသက်နဲ့နှိုင်းရှင်ကြည့်ပါကိုချင်းစားကြည့်ပါပေါ့ဒါကြောင့်ကိုချင်းစားပါကိုအသက်နဲ့သူများ အသက်ကိုမတတ်ပါနဲ့အထူးသဖြင့်ပြင်စတီလာလို့ပြောတဲ့၅ပါးတီလာ၅ပါးတီလာကိုလည်းပဲ အမြဲတမ်းစောင့်ထိုင်းပါအဂရိတရားလေးပါ စန္ဒဒေါသဘယမောဟဆိုတဲ့အဂရီတရား၄ပါးကိုလည်းပဲဘယ်တော့မှမလိုက်စားမိအောင်တတိထားပါနောက်တစ်ခါကျတော့မင်းကျင်တရား၁၀ပါးဒါကိုလည်းပဲအမြဲတမ်းမှန်မှန်ကန်ကန်ကျင့်သုံးပါဒီလိုနဲ့ကျင့်သုံးပြီးတော့နော်နောက်သေလွန်တဲ့ခါမှာနတ်ပြည်ရောက်နေအောင်အထက်ညမာပြည်ရောက်နေအောင်ကြံဆောင်ကြိုးစားပြီးတော့နေသွားပါလို့ဟောပါတယ်ဒီနေရာမှာ တင်ကန်းသာယူရမှာတော့သမင်တောင်မိဘကိုလှုပ်တွေးရင်ငါတို့အသက်ရှိတဲ့ဟာလူတွေသားတို့သမီးတို့တွေမိဘကိုဘယ်တော့မှမမေ့မလျော့ပါနဲ့အမြဲမပြတ်လှုပ်တွေးပါလို့မှာကြပါတယ်